နောက်ွယ်မှာအတင်းတုံတဲ့ခါမှာအရန်တိတာအမှန်ကြမကြူပြောကြတာလေကိုနဲ့တိုက်မတူတဲ့အမျိုးသမီးတွေရဲ့ခြေချင်းကိုရောခံရဘူးပါလားအဲ့လိုတော့တိတ်မရှိဘူးထင်တယ်ဘာဖြစ်ဆိုတော့ကိုကိုတိုင်းကလည်းဘယ်လိုပြောမလဲမွေမွေချင်းခြေမြင်တယ် snake to snake see the light ကိုဘကနေရှောင်းတက်တယ်ဟိုအရှောင်းတင်းနဲ့တော်တယ်အရှောင်းတင်းနဲ့တော်တယ်ဆိုတော့ကိုဒီလူတွေနဲ့ခင်လို့ရမလားဒီလူတွေနဲ့ခင်လို့မရဘူးလား ဘယ်လိုမျိုးနေရမလဲဆိုတော့အရှောင်တင်းလဲတော်တယ်။ဒါခါလက်လည်းအရှောင်တင်းမတော်တဲ့ခါကျရင် body ကြီးဖြစ်ပြီးတော့အမုန်းခံရတာလည်းရှိတာပေါ့လေ။ညသောအဖြစ်တော့ဟိုဒီလိုက်ငါးလိုက်နဲ့တော့နေတတ်အောင်တော့နေတယ်။ဘာဖြစ်လို့ကိုပိုတိုင်းကလည်းအမျိုးသမီးရင်းနဲ့ဆိုလို့ရှိရင်အဝင်ကွင်ကျဖြစ်ပြီးသားမဟုတ်လို့လားမသိဘူး။ကိုနဲ့အဝင်ကွင်ကျမဖြစ်မဲ့လို့ဆိုလဲကိုကဝေးဝေးရှောင်တတ်တယ်။ကိုနဲ့အဝင်ကွင်ကျဖြစ်မဲ့လို့ဆိုလဲတကယ်ကိုစိတ်ရင်းနဲ့ကနေပြီးတော့ပေါင်းတတ်တယ်။အဲ့တော့ကိုကချစ်တဲ့လူနဲ့မုန်းတဲ့လူနဲ့နှစ်မျိုးရှိနေတာပေါ့။အလေအလတ်ကတိတ် မရှိတယ်။အမျိုးသမီးတွေရဲ့ life နဲ့ပတ်သက်ပြီးတော့ကိုသူတို့အပေါ်မှာတံပိုးထားတဲ့အရာနဲ့လွဲချော်နေတဲ့သူတွေရဲ့ခြေချင်းကိုခံရအောင်လား။ခြေကြပါတယ်ခြေတယ်ဆိုဘယ်လိုပြောမလဲ။အဲသူကဒီပဆိုင်အင်းတုံးတယ်ပေါ့။အာဘယ်ရီသွားတယ်ဘယ်လိုတွေတုံးတယ်ကိုကတော့မတုံးနိုင်ဘူးပေါ့။အာတကယ်လည်းမတုံးနိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကိုကိုယ်တိုင်လည်းအလောင်ကြီးကြီးကိုယ့်ရဲ့ branding ကိုမျက်နှာနဲ့ကိုယ့်ရဲ့အကျင့်သားအကျင့်စာရိတ်သား ကိုယ့်ရဲ့လုံရည်ကိုင်းရည်သားကြီးကိုယ့်ရဲ့ brand လို့တတ်မှတ်ထားပြီးတော့ဒီလိုပတ်ဝန်းဘေးနားမှာပါလာပြီးတော့အသက်မရှိတဲ့ပတ်စံအိမ်ဒေါ်လာ8000 8000နဲ့ပတ်စံအိမ်တစ်လုံးကကိုယ့်ကိုဘာမှလုံပေးနိုင်မယ်လို့လုံးဝမထင်ဘူး။ဒါပေမဲ့အဲ့ပတ်စံ9ဒီဒေါ်လာ8000 10000နဲ့အဲ့ကိုကိုင်းထားတာလည်းဘသူကနေပြီးတော့ဘလိုမျိုးနဲ့ဘလိုလုံပြီးကိုင်းထားရဲဆိုတာကလည်းအဲဒီလိုမျက်လုံးနဲ့ကြည့်လိုက်တာနဲ့လည်းသိပါရတယ်။ဒါပေမဲ့အဲ့ဒါမျိုးတွေကိုကင်ပြီးတော့ခြေသွားတယ်ဆိုတာက မနိုင်ပြောလို့ရှိရင်သူဘာလဲကိုဘာလဲဆိုတော့တိနေပြီသူဘာတွေလုပ်လဲကိုဘာတွေလုပ်လဲဆိုတဲ့ဒါပေမဲ့အဲ့ဟာကိုမဖြစ်စေချင်တာဒီ now generation တွေကိုဒီဟာဒီအမှန်ပါဆိုတာမျိုးမဖြစ်စေချင်ဘူးအဲ့လိုမျိုးလုပ်တယ်ဆိုတော့ဘာလို့ဆိုပညာမတတ်တဲ့လူတွေကောင်းကြီးကသမိုင်းကြောင်းမရှိဘဲနဲ့ဒီအိတ်တလုံးနဲ့ဒီဟာစိတ်နှီးရွှေတွေဒီအိတ်တွေဒီဒီဇိုင်နာတွေဟာတွေကို깟ပြီးတော့အာထောင်လွှားနေတဲ့ ူတွေကိုတွေ့ရတော့ဘလို့လဲဆိုတော့ငငယ်တော့ကတင်ခဲ့တဲ့ဟိုစပနံလိုမျိုးပေါ့။စပနံလိုမျိုးပေါ့။အထဲမှာအဆန်ချောင်းလေးဓာတ်တွေကထောင်ထောင်ထားတော့လေ။ဆန်ပြည့်တဲ့ဟာလေးတွေကဝတ်နေတယ်ဆိုတော့ပုံစံမျိုးလေးတွေပေါ့။အဲ့ဒီဟာလေးကိုတော့တွားပြီးတော့မြင်မိတယ်ပေါ့နော်။မြင်တဲ့အခါကျတော့လေကိုကတော့လေဒါပေမဲ့လေရေရှည်အနောက်ွယ်မှာ အတင်းတုတ်တဲ့အခါမှာအရန်တိတာ။သူတို့တွေကအဲ့အတင်းကိုအတုတ်ခံတာသူတို့တွေကမကြားဘူးလား။တကျစာရိုက်တာမကောင်းမဲ့နဲ့ကြားတာတွေကအနောက်ွယ်မှာအတင်းတုတ်ခံရတဲ့အခါကျရင်အမှန်တရားမျိုးပြောကြတာလေ။ မင်းကလေးတယောက်ကိုအမနာချာမကြည့်ပြောလို့ရတာအဲ့လိုမျိုးပဲရှိတာတကယ်တော့ဒေကြီးတွေကြိုက်ပြီးတော့သူတို့တင်ငယ်တင်တာပေါ့ဒီ source လေးကိုနည်းနည်းတော့သိတဲ့နယ်ပေါ့